ံကိုဂျော်နီအချို့တို့ရောက်ပြီးဒေါ်မင်ရည်ကြီးသည်ယောက်ျားဖြစ်သူဦးလူလာအမှုဖြစ်သည့်အတွေ့ငွေဖြင့်လိုက်ရလေ၏ထို့ကြောင့်ငွေများတက်တက်ပြောင်းလေတော့၏ငွေကုန်သွားသောအခါစိတ်ရွှေငွေလက်ဝယ်ရနာများကိုရောင်း၍လိုက်ပြန်လေ၏၎င်းရများလည်းကုန်သွားသဖြင့်အိမ်နှစ်ချမ်းကိုပွဲစားဖြင့်အပေါင်ခံခိုင်းလေ၏ပွဲစားများလည်းဒေါ်မင်ရည်တို့၏အိမ်နှစ်ချမ်းကိုလိုက်၍ပေါင်ရာအပေါင်ခံမိသူကို မတွေ့ရဘဲရှိလေ၏ နောက်ဆုံးတွင်ဆရာဝန်ကြီးဦးမြဖိုးသည်တစ်ဖက်လက်ဖြင့်အပေါင်းခံလိုက်လေ၏ဤသို့ပင်လိုက်တော်လဲတရားသူကြီးဦးလူလာမှထောင်သုံးနှင့်ကြာခံသွားရလေတော့၏တနေ့ခံကြသည်ထိအတူရောရင်းမှမတွေးနိုင်သောကြောင့်တော်မေကြီးကြီးသည်အင်ကိုအပေါင်းခံသူထံငွေချက်တောင်းပြီးနောက်အပြည့်အပိုင်လွှဲပြောင်းပေးလိုက်ရလေတော့၏ဤလျင်၎င်းနှင့်တားဖြစ်သူကျော်နေတို့သည်မြို့အပြင်တွင်ရှိသောမြေကွက်ကလေးတစ်ကွက်ကိုဝဲကား တဲထိုး၍နေရလေတော့၏ထိုတဲမှာကန္တာရုနေသောဥပုံဟု၏တဲနေများစွာမဝေးလာပေဒေါ်မကြီးသည်ဘက်စကာဂိတ်တွင်ထမင်းကျော်ဆိုင်လေးဖွင့်၍ရောက်နေရ၏၎င်း၏သားကျော်နေမှမူလူစိုးလူပေများနှင့်ပေါင်းကာမရက်သမားဖြစ်နေလေ၏ကန္တာသည်ဆယ်တန်းအောင်ပြီးနောက်တက္ကသိုလ်တက်ရောက်ခွင့်ရလေ၏နောက်ဆုံးတွင်ဥပဒေပွဲကို ရရှိခဲ့လေ၏ထိုနောက်တွင်ကား ဲတပ်ဖွဲ့သို့ဝင်ကလေးတော်၏ဝင်းရဲဝင်ချင်းသူ့ရဲ့ဥဒါရ၏တနေ့ခန့်ကြာတော့အခါရဲအုပ်ဖြစ်သွား၏တန်တာတို့နေထိုင်သောမြို့၏ရဲစခန်း၌ပြင်ပြန်၍တောင်းဝန်ကြလေ၏တနေ့တွင်ပြည်သမားများစားတောက်ဆိုင်တစ်ခုတွင်ပြင်ဖြစ်ကြသည့်မူနေရဲမှဖန်စီထိန်သိမ်းရာဂျော်နီတယောက်လည်းပါလာလေ၏အချုပ်ခန်းအတွင်းသို့အဝင်တွင်ရှောင်းနေသောချုပ်သားများက ဝမ်းဝမ်းရေးထိုးချိတ်ထားရာဂျော်နီဤမျက်နှာတစ်ခုလုံးလည်းဖူးယောင်ညိုမဲနေလေ၏ဂျော်နီဤမိခင်ဒေါ်မေယီသည်အချုပ်တို့လာရောက်၍တာဖြစ်သူအားလာတွေ့လေ၏ဂျော်နီဤမျက်နှာကို မြင်တွေ့ရလျင်အမလီငါသားလေးကိုရဲတွေကဝမ်းရဲကြတယ်ပေါ့ဒီကက်ကိုတရားဆွဲမယ်ဟုပြောလေ၏ထိုအခါနေတွင်ရှိသောရဲသားလေးကကကရဲတွေကခမရသားကိုလက်ဖြားနဲ့တောင်မတူဘူး ကျန်တဲ့ချုပ်သားတွေကဝိုင်းပြီးထိုးကြတာဒီရဲစခန်းနဲ့လည်းဘာမှမဆိုင်ဘူးရဲတွေနဲ့လည်းဘာမှမဆိုင်ဘူးသူတို့ချုပ်သားချင်းချင်းဖြစ်ကြတာခမရဘသူ့ကိုတရားဆွဲမှလဲဟူမေးလိုက်ရတော်မေကြီးကဒီကဲမှာဖြစ်တာဒီကဲမှာတာဝန်ရှိတာပေါ့မင်းတို့မဖြစ်အောင်ထိန်းသိမ်းရမှာလေဟိုပြောလိမ့်ဤတို့အချိန်၌အချုပ်ခန်းရှိသူကန်သားသည်ယူနီဖောင်းအပြည့်စုံနဲ့ရောက်လာလိမ့်ဤထို့ကြောင့်ရဲသားလေးက ဟိုမှာကျွန်တော်တို့ဆရာရဲဦးကန်တာလာနေပြီ။ဟိုပြောလိုက်လေ။ဒိုမီယီလည်းယူနီဖောင်းပြည့်စုံနဲ့လွန်စွာခိုက်ဆိုင်ကြလာတော့ကန်တာကိုတွေ့မြင်ရလေစိတ်မထိန်နိုင်ပဲတတွေ့ဖြင့်ထွေခနဲထွေလိုက်လေ။ထို့အခါရဲသားလေးသည်ဒိုမီယီ၏ကြောကုန်းကိုအုံကနဲထူလိုက်လေ။ထို့နောက်ခမရနည်းနည်းလွန်ပြီးကျုပ်တို့အရာရှိကိုခမရမထီမဲ့မြင်လုံနေတာကိုခမရကအချုပ်တဲဆွဲထည့်လိုက်ရမလားဟုပြောလိုက်လေ၏ ထို့နောက်ထိုရဲသားလေးကပင် ကန္တာအားအဖြစ်ပြက်ကိုပြောပြရာကန္တာကအတော်ကျွန်တော်ပြေလည်အောင်လုပ်ပေးပါမယ်ဟုပြောလိုက်ရင်ဒေါ်မေကြီးက မင်းငါ့ကိုအတော်လုံးမခေါ်ပါနဲ့မင်းလို့မိမရှိဖမရှိကြီးလာပြီးသူများအိမ်မှာကပ်ရက်နေရတဲ့သူကများငါကတူမတော်နိုင်ပါဘူးဟုပိုဆိုပဲဆဲပြောလေတော့ဤကန္တာသည်တစုံတရာပြောဆိုခြင်းမပြုဘဲနှကန်းတွင်းပြုံးလိုက်လေတော့ဤထိုအချိန်တိုင်း အချုပ်ခံတွင်မှအချုပ်သားနှုတ်သည်ဂျော်နီအားခံကြလေ၏ဂျော်နီသည်နှာကျင်လွန်း၍အမလီအမလီဟုအော်လေ၏ရဲသားကလေးကချုပ်ခံတကားကိုဖွင့်ရေးဖြေရလေ၏အဖေเจ้าကံရသည်နီဟုမေယာချုပ်သားနှုတ်ကဘာကြောင့်ကံရမှာလဲဗျာအလွန်စိတ်ကောင်းရှိတဲ့ဆရာကံသားကိုမူချိုးမြချိုးပြောလို့သူ့သားကိုကျွန်တော်တို့ကံတာဆက်ပြီးပြောရင်သူ့သားရဲ့ကောင်းတဲ့တန်တိုင်းနဲ့စောင့်တတ်ပလိုက်မယ် ဟုပြောလိုက်လေတော်မေကြီးလည်းငြိမ်၍သွားလေတော့ဤထို့နောက်အချုပ်သားလူမိုင်းတို့သည်ဂျော်နီဝတ်ထားသောစပုတ်ချက်အင်းဤအဝါရောင်ကိုချုပ်ခိုင်းလေ၏ဂျင်းမောင်းမီကိုလည်းချုပ်ခိုင်းလေ၏ပြီးလျင်၎င်းတို့ကဒီအယောင်နဲ့ဒီအဝတ်တွေကဆရာကိုကန်တာဝတ်လိုက်ရင်တိတ်ပြီးကြည်ကောင်းတာမင်းလိုတော်မြောက်တော်မြောက်ကောင်ဝတ်ထားရင်စက်တည်ရုပ်တယ်မင်းဒါမျိုးနောက်ဘယ်တော့မှမဝင်နဲ့ငါတို့နဲ့တွေ့ရင်သိမယ် ဟုဆိုကမိရှုကြလိမ့်၏ထို့နောက်ဒေါ်မကြီးကြီး၏အရှိတို့ပြစ်ပေးလိုက်လိမ့်၏ထိုအခါကန်တာကဟဲ့ကောင်နှကောင်အဲ့ဒီလိုမလုပ်ရဘူးလေကွာမင်းတို့ဟာလူရဲမှုနဲ့မိရှုမှုနှစ်ခုကျွလွန်နေပြီကွာဟုဆိုကဂက်စရီကိုခေါ်၍အမှုဖွင့်လိမ့်၏ထိုအခါအမှုဖွင့်ခံရသော ချုပ်သားနှုတ်ကလက်ခုပ်တီး၍ဆရာကန်တာကိုကျွန်တော်တို့လေးစားတာအဲ့ဒီချက်ပဲ ကျွန်တော်တို့ခုလိုလောက်တာဆရာဘက်ကလောက်တာလေအဲ့ဒါကိုလည်းဆရာကမကြည့်ဘူးဥပဒေမျက်နှာကိုပဲကြည့်တယ်ဟိုနည်းနည်းကားကားချီချူကြလိမ့်ဤထိုအခါကန်တာကဥပဒေထက်မှဘယ်သူမှမရှိရဘူးလေကွာ no man about the law လေဟိုပြောလိုက်လိမ့်ဤထိုအခါလူစုံတို့ကဆရာကိုကန်တာလိုလူတွေကြီးပဲရဲတပ်ဖွဲ့မှဆိုရင်တိတ်ကောင်းပါပဲဟိုပြောလိမ့်ဤစိတ်ချပါငါလူတို့ရာကိုလိုနီပလိတ်တွေမရှိတော့ပါဘူး ငါတို့မြန်မာရဲတွေကြီးပဲဖြစ်လာတော့မှာတို့ရဲတပ်ဖွဲ့တွေလည်းလူသစ်တွေနဲ့အစာထိုးပြီးပိတ်သိမ်းလောင်းနေပြီပဲဟိုပြောလိုက်ရင်နေရှိရဲသားလေးကလက်ခုပ်တီးလေတော့ဤထို့နောက်ကန်တာကရဲသားလေးအားမောင်ဘူးရေဟောဒီတော်မကြီးကြီးကိုကက်ကကားနဲ့ပြန်ပို့လိုက်ကွာလမ်းမှာလဲစိတ်သက်သာရအောင်ဖြောဖြောပြေးသွားကွာသူ့သားကိုငါတို့ရဲသားတွေကရိုက်တယ်လို့သူကထင်နေတာ အဲ့ဒါမဟုတ်ဘူးလို့နားလည်အောင်ပြောပြလိုက်ပါကွာရဲတွေကဒီလိုမလုပ်ဘူးဒီလိုလဲလှုပ်လို့မရဘူးလှုပ်ခွင့်လည်းမရှိဘူးလို့နားလည်အောင်ပြောပြလိုက်ပါကွာအထူးသဖြင့်ဒီခက်မှာလှုပ်လို့မရဘူးကန်တာရှိတယ်ဟိုပြောလိုက်လေချုပ်ခံတွေမှာစားရတော့ချုပ်တာတိုင်းကနေရာတိုင်းမှာကန်တာရှိပါစေဟိုအော်ဟစ်ဆူတောင်းလိုက်ကြလေတော့တည်ခန်းတဆယ် တော်မကြီးလက်ဖက်ရောင်ရပြန်ပြီတော်မကြီးကြီးသည်ရခင်ဥပ္ပဟုံတမင်ကျော်ရောင်ခဲ့သည့်ဆိုင်နှင့်မလက်မကန်းတွင်ရှိသည့်ဘက်စကားမတိုင်တွင်တမင်ကျော်ဆိုင်လာ၍ဖွင့်လေ၏တော်မကြီးကြီးတမင်ကျော်ဆိုင်တွင်တမင်ကျော်တပွဲလျင်တကြပေးရ၏ဥပ္ပဟုံသည်တမင်ကျော်တပွဲလျင်သုံးမနေရောင်လေ၏ထို့ကြောင့်ဥပ္ပဟုံဆိုင်တွင်တမင်ကျော်စားမည်သူများကြဲကြဲတိုး၍နေ၏တော်မကြီးဤဆိုင်တွင် ခမင်းကျော်စာမီသူမှမရှိသလောက်ရှားပါလိမ့်ဥပဟုံးဤဆိုင်တွင်ရှင်နှွေးချမ်းကိုကောင်းကောင်းမွန်မွန်လုပ်၍ကြည်ကြည်ဖြူဖြူတိုက်၏ဥပဟုံးချက်သည့်ဟင်းနှင့်ဒေါ်မီကြီးချက်သည့်ဟင်းမှလည်းညစွာကွာခြားလိမ့်၏အင်းကွာတကယ်သို့ခမင်းကျော်လည်းကွာလိမ့်၏ဥပဟုံးဆိုင်တွင် စာမီသူများသည်တခါစာမီရင်ဆွေးရေးသွားလေတော့၏ဒေါ်မီကြီးဤဆိုင်တွင်တခါစာမီသူများသည်လန်၍သွားလေတော့၏ထို့ကြောင့် တော်မကြီးဤဆိုင်သည်အရင်မှပြုံ၍ပိတ်သွားရလေတော့၏၎င်း၏သားဂျော်နီမှလည်းအစပထမတွင်ပြည့်သမားများနှင့်ပေါင်း၍စားတော့မူ၏နေရာမှဒုစဲမှုကျွလွန်သောဖောက်တွင်သမားများလူရဲမှုကျွလွန်မှုသောသူများနှင့်ပေါင်းကဒုစဲမှုများကိုစားပြီးကျွလွန်နေပြီဖြစ်၏ဆရာဝန်ကြီးဦးမြပူရီတမီမြည်၏မှအမေရိကန်နိုင်ငံရှိစစ်တပ်ကတော်ကြီးတခုတွင်ပညာရှိဘူးလျက်ရှိလေတော့၏ကန္တာသည် မကြမကြဦးမြဖူးနဲ့တွားရင်းတင်းလေးရှိ၏ဦးမြဖူးကကန္တာအားမင်းကြီးဆိုတဲ့မိန်းမဒုက္ခလလကြီးတွေ့နေပြီလို့ကြားတယ်ဟုတ်ပြောလိမ့်၏ဟုတ်ပါတယ်အန်ကယ်ဦးဘုံဝန်ဆိုင်တဲ့မလန်မကန်းမှာသမင်းကျော်ဆိုင်လာပြီးဖွင့်နေသူကသမင်းကျော်တပွဲကိုတကြမ်းနဲ့ရောင်းတာဥပဟုံကတပွဲကိုသုံးမှတ်နဲ့ရောင်းလိုက်တော့အရင်မှပြုတ်ပြီးဆိုင်သိမ်းသွားရပြီ။ဟုတ်ပြောလိုက်လေဦးမြဖူးက မင်းရဲ့မိတ်ဆွေကိုဘဝန်ကြီးကမင်းကြီးကိုတော်တော်အမြင်ကက်တာကွာတမင်တကာလှုပ်လှုပ်လိုက်တာမင်းကြီးတယောက်တော့အခုဘာလုပ်နေပြန်ပြီလဲဟုတ်မေးလေဤနေ့ကမင်းနဲ့ငွေယူပြီးသူတို့အိမ်သားကဈေးမှာကုန်စင်ရောင်းနေတယ်သူသားကျော်နေကတော့ဒုစရိုက်သမားဖြစ်သွားပြီသူပေါင်းနေတဲ့သူတွေကဖောက်ထွင်းသမားတွေဆိုးခိုးကားတွေကြီးပဲဟုတ်ကန်တာကပြန်ရေးပြောလေဤဒီကောင်လဲခြေလမ်းမပြီးဝင်သွားလိမ့်မယ်ထင်တယ် ဟုဦးမြဖိုးကပြောလိုက်လေ။တေကြတာပေါ့အန်တယ်ရေ။ရစုပေးဆိုတာပြေလို့မှမလွတ်ပဲ။ဟိုကန်တာကပြန်၍ပြောလေ။ညမကြာမီနိုင်ပင် ထိုမျိုးတွင်ဖြစ်ပါခဲ့သောဖောက်ထွင်းမှုကြီးတစ်ခုတွင်အဘိတ်ကူညီမှုဖြင့်ကြော်နေသည်ထောင်သုံးနှစ်ကြာသွားလေတော့၏။ဒေါ်မီကြီးမှလည်း၎င်းရောင်းသောဈေးတွင်စိုင်ပိုင်မရှိသဖြင့်ဈေးရောင်းတာတစ်ချက်မရောင်းတာတစ်ချက်ဖြင့်နောက်ဆုံးတွင် ကုံစိမ့်ဆိုင်လေးပါအရင်ပြုံး၍ရက်ဆိုင်သွားရလေတော့ဤတနေ့တွင်ကန်တာနှင့်ဒိုမီရီသည်လမ်းတွင်ပပင်းဒိုမီလေတော့ဤကန်တာကပင်တည်ကျမှုဖြင့်စာရင်းလုံးဆဲလေဤအတော်နေကောင်းရဲ့လားဟိုကန်တာကမေးလိုက်လေဤမကောင်းပါဘူးဟဲ့ဘာပဲဖြစ်ဖြစ်နေကတော့ကောင်းစားနေတယ်မဟုတ်လားငါသားလေးဂျုံတွေကတော့ထောင်သုံးနှစ်ကြာသွားရှာတယ်ဟဲ့ ဟုငိုတန်ပါကြီးနဲ့ပြောလေတော့ဤကျွန်တော်သိပါတဲ့အတော်ကြီးတာတွေလည်းပြီးပြီပေါ့အတော်ရဲ့စိတ်မကောင်းမဖြစ်ပါနဲ့ခက်ခဲရှိရင်ကျွန်တော်ကိုပြောပါကျွန်တော်ကူညီနိုင်တာဆိုကူညီပါမယ်ဟုပြောရတော်မီကငါမကကုံစင်းဆိုင်လေးပါပြုတ်သွားရတော့ဆာရမယ်တောက်ရမယ်ဖြစ်နေပြီဟဲ့ငဲ့ပြီးမသေးသေးတာကလည်းငါအိမ်နာကကိုလူလာရဲ့တပည့်ရှေ့ဘက်စရေဦးလာတင်းဆိုတဲ့လူကြီးကကျွေးလို့တက်ဆုတ်ရှည်နေတာသူသာမရှိရင်ငါတော့ ငှက်လို့သေးတာကြာပြီ။အမပစံတပြားမှမရှိလို့မင်းဦးလေးကိုလည်းထောင်ဝင်စားသွားပြီးမတွေ့နိုင်ဘူး။ဂျော်နီကိုလည်းထောင်ဝင်စားသွားပြီးမတွေ့နိုင်ဘူး။ပြုတ်တာကအကြောင်းမဟုတ်ပါဘူးဟဲ့။သူတို့နှစ်ယောက်တည်းယူကျုံမရဖြစ်ရလို့လို့ပါ။ဟိုဆိုကခြုံဝဲချာ၍ပိုလေတော့ဤထွေခါကန်တာကအကျော်ရဲ့မငိုပါနဲ့ကျွန်တော်ကူညီပါမယ်။အဲ့ဒါလည်းအစဉ်ပြေအောင်ကျွန်တော်ကူညီပါမယ်။ဟူဆိုကစိတ်ကားငား၍ဒိုမီအာ ၎င်း၏အိမ်သို့ပြန်ပို့လိုက်လေတော့၏ထို့နောက်ကန္တာသည်ဘုမီဇေယောင်သောဇေးတွင်ဆိုင်ကန်းလေးတစ်ခန်းဝယ်ပေးလေ၏ဆိုင်ကန်းပိုင်ရှင်ကနေ့တိုင်းဆိုင်ထွက်နိုင်မှာပေါ့ဟိုကန္တာကပြောလေ၏ထို့အခါဒုံမီကဆိုင်ကန်းရလာတော့ဟုတ်ပါပြီငါကဘာရောက်ရမှာတော့ဟိုမေးလေ၏ဒီလိုတော်ရဲ့ဈေးကိုလာပြီးဈေးဝယ်တဲ့ဝယ်သူတွေကိုရောင်းမှုမစင်စားနဲ့ဈေးတဲ့ချင်းချင်း ဈေးရောက်စားရအောင်အဲ့ဒီဈေးမှာရှိတဲ့ဈေးတယ်တွေတောက်ဖို့လက်ဖက်အချိုရောင်းမယ်တော့ရေပြောပုံပြောနည်းကလည်းအတော့ကိုကျွန်တော်တင်ပေးမယ်ရောင်းဖို့အရင်နီရောပပန်ခွဲရောက်ကအစားကျွန်တော်လုပ်ပေးမယ်ဦးစိုးကကန်တာဒီလက်ဖက်၆နှစ်နီးနဲ့လက်ဖက်ဖြော်နည်းတို့ကိုတွန်းမီကြီးအားအသေးစိတ်တင်ပေးလိမ့်ဦးထို့ပြင်နှုတ်စီတကြားလက်ဖက်၆များသာမကလက်ဖက်ရေထရန်ပကံလုံးပကံများရင်ွေးခရများပါဝယ်ပေးလိမ့်ဦး ဒီမှာတော့ဈေးတယ်တွေကအတော့ဆိုင်ချင်းချင်းလေးတွေကိုဈေးရောင်းဖြစ်ပြီးလာမတော့နိုင်ဘူးသူတို့ကသူတို့ဆိုင်ကနေမာပြီးတောက်လိုက်မယ်အတော်ကပကံလုံးနဲ့လက်ဖက်ရည်ခရယူပြီးတော့ပို့ရမယ်ပြီးတော့အတော်ကအခုနေရာမှာတရားသူကြီးကတော့မဟုတ်တော့ဘူးနော်အဖက်ရည်တွေဖြစ်သွားပြီးမှန်ကိုအပြည့်ချထားရမယ်လက်ဖက်ရည်မာရင်တော့ပို့ရမယ်အတော်ကိုယ်တိုင်မပို့နိုင်ရင်လေ ကလေးတယောက်ကိုပတ်စံပေးပြီးခေါ်ထားရမယ် အတော့ကိုအခုဝက်ပေးထားတဲ့ဆိုင်နေရာဟာအပေါ်ကမကြီးပင်ကြီးနဲ့အရိပ်ရတယ်လို့လို့လို့တိတ်ကောင်းတာပေါ့အတော်ရဲ့အဲ့ဒီမကြီးပင်ရိပ်မှာပဲခွေးချစ်ပူလေးတွေချပေးလာပြီးတောက်တဲ့သူတွေရှိအောင်မှာဆိုင်နေမီကိုတော့ရွှေမကြီးတောင်လို့နာမည်ပေးပြီးတော့ခုဆိုကရွှေမကြီးတောင်လက်ဖက်ဆိုင်ဟူသောစမ်းပုတ်ကလေးပါ ပြုလုပ်၍ပေးလေတော့ဤတော်မီရင်ဤလက်ဖက်ဆိုင်သည်လဲဖွင့်တည်နေနိုင်မှာပင်ခွက်ပေါင်းများစွာရောင်ရ၍ ဒေါ်မီရီသည်စားရမယ့်တောက်ရမယ့်ဘဝမှာငွေကြေးကန်တိုင်းကစားစားနိုင်တောက်နိုင်သောအဖြစ်သို့ ရောက်ရှိသွားလေသောတည်း